ဆရာသေးကြီးမင်္ဂလာပါဗျာတဲ့ဟုတ်ကဲ့ပါကဲမင်္ဂလာပါဆိုတော့ဒီပွဲမှာဘူပရိတ်ကမကြိုက်တော့မကြိုက်ဘူးဗျာเนาะဒါတည်းကနှစ်ဆိုင်သွားส่งလို့အဲ့ဒါလေးဒီညနည်းနည်းလိုက်အတူလေးတူတူတော့ပေါ့ပြလိုက်เนาะတို့ဒီဘယ်နှစ်တုံးကြားထဲမှာ2 4 6 9နှစ်ခြားပေါ့เนาะ9နှစ်ခြား9ဇွန်9ပွင့်ရှော့တော့ခွန် နှစ်ပွင့်ချောတော့ငါနော်ကိုခုငါမင်္ဂလာပါတကကြီးရေမင်္ဂလာပါတင်မာပြအဲ့ဒီထဲမှာတဲ့ကျွန်တော်တို့ဒီ community ချားစီထဲမှာကိုဗရိတ်ကဏ္ဍတကွက်နော်ကိုဗရိတ်ကဏ္ဍတကွက်နှစ်နှစ်ကျော်နေလာပေါက်ထားတာရှိတယ်နော်နောက်ဒီနှစ်ထဲမှာအဲ့လိုပဲကိုဗရိတ်ပြီးတော့ချစ်ဗရိတ်ကဏ္ဍတကွက်နော်နှစ်နှစ်ကျော်ရှစ်ဗရိတ်ကဏ္ဍလာပေါက်သူ့ဆောင်မှာဒါပူပရိတ်တွေကြီးထွက်တယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့ဘွယ်ကပူပရိတ်ကို စင်းလည်းမစင်းစားဘူးเนาะနောက်ပွဲမှာရှိတယ်ဆိုပြီးတော့ကိုကလည်းပြန်ကြဘက်နင်းလာတဲ့တားတွေကမကစင်းစားဘူးပေါ့လေအဲ့ဒီခွန်ဘရိတ်ဒီနည်းနည်းကြုံမှာခွန်ဘရိတ်သူကစီနီယာ68ခွန်ဆိုပြီးတော့သူကကနန်းနေထက်ခဲ့တာအဲ့ဒီတဲမှာသူ့ရဲ့အောက်ဆောင်မှာကျွန်တော်တို့ဘူဘရိတ်ဆက်ပြီးအောင်မလားเนาะဘာလို့တော့ဆိုတော့အဲ့ဒီဆောင်မှာသူကဘူဘရိတ်တွေလိုက်ထွက်တယ်လာเนาะဘူဘရိတ်တွေလိုက်ထွက်တယ်သူစတဲ့ခဲ့တဲ့ကသူကအဲ့ဒီမှာဘူဘရိတ် line နေပါတယ်เนาะဒါတွေကျွန်တော်တို့ပြောမနေတော့ဘူး ဲ့ဒီကိုပရိတ်နှစ်နှစ်ကျော်ပေါက်တယ်သူအောက်ဆောင်မှာထွက်တဲ့ကဏ္ဍကပူပရိတ်နော်ရှစ်ပရိတ်ရှစ်ပရိတ်ကဏ္ဍနှစ်နှစ်ကျော်ထွက်တယ်သူအောက်ဆောင်မှာထွက်တဲ့ကဏ္ဍကပူပရိတ်ပဲတခါချစ်ပြီးတော့ခွန်ပရိတ်ကဏ္ဍနှစ်နှစ်ကျော်ထွက်တယ်သူအောက်ဆောင်မှာပူပရိတ်ကဏ္ဍလာနော်အဲ့ဒီမှာအဲ့ဒီဘူပရိကဏ္ဍနေရာဘယ်ရလာလဲဆိုတော့သူကဟိုအဝေးကြီးမှာရှိတယ်နော်ဒီမှာကိုပရိကဏ္ဍနှစ်နှစ်ကျော်ပေါ့သူအောက်ဆောင်ထွက်တဲ့ဘူပရိတီသူကနေစပြီးရေးကြည့်လိုက်2 4 6 8 10 12 14 15နှစ်မြောက်ကကဏ္ဍ 15နှစ်မြောက်ကဘူပရိတ်ကဏ္ဍဒီ198ဆိုတဲ့ကဏ္ဍကနောက်နှစ်ကိုလိုက်ပေါက်လို့သူ့ဇောင်းကကဏ္ဍလာဒီနော်တို့ဒီမှာလာထည့်တာအဲအခုဒီမှာ10ပရိတ်ကဏ္ဍနှစ်ကျော်ပေါက်ပြီသူ့ဇောင်းမှာထွက်တဲ့ဘူပရိတ်ကဏ္ဍ85နှစ်က1 4 6 8 10နှစ်14 15နှစ်မြောက်တဲ့က185ဆိုတဲ့ကဏ္ဍဒီမှာ185လို့သူလာပေါက်တယ်နော်အဲဒီ935ကနောက်နှစ်ကိုလိုက်ပေါက်သူ့ဇောင်းကဏ္ဍလာဘူပရိတ်ကဏ္ဍကတော့ကတော့ထွက်တာတော့ဘူပရိတ်ကဏ္ဍနေကြီးထွက်တယ် เนาะအဲ့တော့ကျွန်တော်တို့ဒီမှာထွက်မဲ့ကဏ္ဍသည်ဘူပရိသ်15နှစ်မြောက်ကကဏ္ဍ2 4 6 8 10 12 14 15နှစ်မြောက်ကဘူပရိသ်ကဏ္ဍနှစ်ခွက်တည်းရှိတယ်136နဲ့ခွန်30เนาะအဲ့ကျွန်တော်136ကိုဒီမှာကြိုက်တယ်ပေါ့เนาะခွန်30တော့မကြိုက်တော့ဘူးဒါဘူပရိသ်ဆိုတော့နှစ်ခွက်တည်းရှိတော့ရေးပေးတယ်နောက်တစ်ခွက်935ကြိုက်တယ်เนาะဘူပရိသ်မဟုတ်ပင်မဲ935ကိုလည်းထည့်လို့ရတဲ့ site တွေရှိနေလို့เนาะဒါတွေကတော့နောက်မှကျွန်တော်ပြအောင်အဲ့ကျွန်တော်တို့ဘူပရိသ်ကဏ္ဍဆိုရင်ဒီ136နဲ့ ခွန်30နဲ့နှစ်ကွက်တည်းရှိတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်ပြောသလိုသူ့ရှေ့နှစ်ကခဏန်းက3ကွက်လုံးမှာပေါက်ထားတာဆိုတော့အဲ့ဒီခဏန်းရဲ့ဇောင်းက၄တိခွန်လားခွန်30လားခု35လားပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ631ကိုလည်းလွတ်ရဲဘူး631ကနောက်တစ်ဆိုင်မှာကျွန်တော်ပြမယ်နော်အဲ့ဒါကြောင့်မို့ဒါလေးကိုလည်းကျွန်တော်ထည့်ရေးထားတာအဲ့တော့ဒီနေ့မှာဘူပရိတ်ခဏန်းဒီ15နှစ်မြောက်ကခဏန်းဆိုရင်တော့ဘူပရိတ်ကအဲ့ဒီခွန်30နဲ့631နှစ်ကွက်တည်းရှိတယ်နော်အောက်မှာဘူပရိတ်ကမရှိတော့ဘူးဘူပရိတ်ကလည်းမရှိတော့ဘူးနော် အဲ့ဒီဒီထဲမှာဘူဗရက်631နဲ့932နှစ်ကွက်ရှိတယ်အဲ့လိုသူရှေ့နေကခဏနောက်နေ့ကိုလိုက်ပေါ်သူ့ဆောင်ကခဏဆိုရင်လေ930နဲ့953လေးတခွန်ဒါတွေလည်းရှိတယ်နော်ဒါကြိုက်တာရွေးထုတ်ကျွန်တော်ကတော့အဲ့ထဲကဒီနှစ်ကွက်ပဲရွေးမယ်နော်930တော့ကျွန်တော်မကြိုက်ဘူးအဲ့အဲ့ဒီ631ကိုကျွန်တော်ဘာလို့ပြောတော့ဆိုတော့ကျွန်တော်တို့ ကျွန်တော်တို့ဒီနားမှာအကျင့်ခိုက်ကြီးပဲသူကဇောင်းဆင်းလာတယ်နော်ဆောက်တလားရေးကြည့်လိုက်အောင်မယ်2 4 6 2 4 6ဟုတ်တယ်နော်သူကနေပြီးတော့ကျွန်တော်တို့တန်းတန်းပေါ့နော်ခွန်စုံ6စုံ5စုံဒါကျွန်တော်တို့နေ့ဦး9နောက်ပိတ်တယ်လိုင်းမယ်နော်ကျွန်တော်အဲ့ဒါဒီမှာပြောချင်တော့လို့အလွယ်ပြောလိုက်တာခွန်စုံ6စုံ5စုံအဲ့သူကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကိုအောက်ကိုဘယ်နှပွဲဆင်းလာဆို2 4 6ပွဲဆင်းတန်းတန်းသွားပေါ့နော်ကိုပရိတ်ကနေဒီမှာလဲကိုပရိတ်ကနေထွက်တယ်နော် အသွဲနဲ့အောက်ကို2 4 6ဘွဲစင်းပြီးတန်းတန်းလာဒီဘွဲကိုကျွန်တော်တို့ကိုပရိကဏန်ထည့်မလားခုနကျွန်တော်ပြောတဲ့ခဏနော်6 3 1ထည့်မလားကျွန်တော်6 3 1ပဲထည့်မှာကိုပရိကိုမယူတော့ဘူးနော်ကိုပရိဆိုရင်လည်းအဲ့ဒီထဲမှာ9 40ပဲထည့်လို့ရမှာကျွန်တော်ကလည်းမရဘူးအဲ့ကျွန်တော်နဲ့ကွက်ရေးပေးထားတယ်အဲ့ဘာလို့ပြောတော့ဦးဆိုတော့အဲ့ဒီအကြိမ်ကြိုက်ခဏကဒီကျွန်တော်တို့ခြေပေါင်းနှစ်နော်ခြေပေါင်းနှစ်သူ့ရဲ့မြင်းကောင်မှာပရိကိုဒီမှာခြေပေါင်း3ပရိ30နော်ကိုပြီးတော့30 ဒီမှာရှေ့ပေါင်းလေးဒီမှာ break 7เนาะကျွန်တော်တို့7 break 10 break 5 break အဲ့ဒီဖြစ်ထားတဲ့သူ့ရဲ့ဘေးမှာကျွန်တော်တို့10 break 10 break 5 break လို့ပြော break 3ခုတန်းနေတာဟုတ်เนาะ6 6 5လို့တန်းနေတခါဒီ10 break ရဲ့ဘေးမှာလည်း10 break 10 break 5 break လို့เนาะကျွန်တော်တို့6 6 5လို့ break 3ခုတန်းနေအဲ့ဒီမှာလည်း10 break 10 break ဒီနေရာ5 break ထဲမှာလား5 break လည်းရှိတယ်เนาะဘုံเนี่ยကျွန်တော်ပြောထားပြီးသားဒီ5 break ဒီနောက်တစ်ခါပြန်ပေါ်ဒီနေရာဘဝမှာ ဒီညမှာ5ရက်လည်းရှိတယ်အဲဒါကြောင့်ကျွန်တော်9 40လည်းကျွန်တော်ထည့်ပေးထားတယ်နော်အဲ့တော့ဒီမှာ889ဆိုပြီး5ရက်ယူရင်တော့ဒီမြေကဏ္ဍထည့်လို့မရဘူးအဲ့ကဏ္ဍ9 40ပဲထည့်လို့ရမှာဘာလို့လဲဆိုတော့ဒီ site ထဲမှာပါတယ်နော်အဲ့တော့အဲ့ဒီ5ပြိတ်ကဏ္ဍရှစ်ပြိတ်နှစ်ခုဇောင်းထိုးထားတဲ့ဇောင်းမှာထွက်တဲ့5ပြိတ်ကဏ္ဍဒီသူကလည်းအဝေးကြီးကဏ္ဍကိုလှန့်ပစ်တာဒီကဏ္ဍကအဲ့နာမှာတော်တော်ချားတယ်နော်ကျွန်တော်တို့နည်း၄6 8 10 12 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29နည်းမြောက်ကကန ခုနကစိုက်မှလည်းကျွန်တော်ပြောတဲ့15နှစ်မြောက်ကခံနေမှာเนาะအခုဒီစိုက်ကလည်း15နှစ်မြောက်ကခံနေမှာ15နှစ်မြောက်ကဟောဒီတရဲ့ပါဝါဗရိတ်6နောက်ပေါင်း6လို့ရိုက်ထားတဲ့ဘေးရခံနေเนาะတရဲ့ပါဝါနောက်ပေါင်း6သူ့ရဲ့ဘေးမှာဗရိတ်6အဲ့ဒီ6ဗရိတ်ရဲ့2နှစ်ကျော်ဇောင်းကထွက်ထားတဲ့930ခွန်15နှစ်မြောက်သူသွားပေါက်တာရှင်းပြိတ်ရှင်းပြိတ်လို့ဖြစ်တဲ့ဒီဇောင်းမှာသူထွက်တယ်เนาะဒါဆိုရင်အခုကျွန်တော်တို့ဒီမှာရှင်းပြိတ်ရှင်းပြိတ်ဖြစ်ပြီသူ့ဇောင်းမှာထွက်မယ်ခဏ15နှစ်2 4 6 7 10 စနစ်14 15နှစ်မြောက်တဲ့ကเนาะနှစ်ခွန်3ညဒီမှာထွက်တယ်เนาะနှစ်ခွန်3ညကခွန်3ခွန်2 3ညဆိုပြီးသွားထွက်တယ်သူ့ရဲ့အရှိန်2နှစ်ကျော်အောက်ဆောင်မှာရှိရတိုင်းပဲ6ဘတ်8เนาะတစ်ထိတ်စီတစ်ပါပါနောက်ပေါင်း6လို့ရိုက်ထားတယ်သူ့ရဲ့ဘေးရကနေအဲ့တစ်ပါပါနောက်ပေါင်း6က60ခွန်အတွဲနဲ့6ပြီးတော့မှသူ့ရဲ့ဘေးမှာဗရိတ်6လို့ထွက်တယ်အဲ့ဒီမှာလဲတစ်ပါပါနောက်ပေါင်း6ကို60ခွန်နောက်တွဲနဲ့6ပြီးတော့မှသူ့ရဲ့ဘေးမှာဗရိတ်6လို့ထွက်တယ် အဲ့ဒီ6ပတ်တည်းရဲ့မြင်းကုံကကဏ္ဍအဲ့ဒီ6ပတ်တည်းရဲ့နှစ်နှစ်ကျော်မြင်းကုံကကဏ္ဍကဒီမှာ3ည9နှစ်ဆိုပြီးတော့သူလာထွက်တယ်နော်ဒါကျွန်တော်တို့အဲ့လက်7ပတ်တည်းလည်းရိုက်ပြီး7ပတ်တည်း7ပတ်တည်းလည်းတန်းပြီးသူဇောင်းမှာထွက်မဲ့ကဏ္ဍ85နှစ်က2 4 6 8 10 12 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 131 132 133 134 135 146 147 148 149 150 151 152 153 154 155 156 167 168 169 ။ဘူးပရိတ်ကဏ္ဍလိုက်ကြည့်။ဘူးပရိတ်ဘူးပရိတ်ဘူးပရိတ်နော်ဘူးပရိတ်ဘူးပရိတ်ကတစ်ကွက်တည်းပဲရှိတာ934ဆိုတဲ့ခဏနော်။အဲကျွန်တော်ဒီမှာ934ရေးပြထားတယ်။နောက်တစ်ချက်အဲ့ဒီထဲကကျွန်တော်တို့အထောက်နဲ့ပဲလိုက်မယ်ပေါ့။အထောက်နဲ့လိုက်မယ်ဆိုတော့ရှေ့ရတိုင်းမှာဟာဒီတစ်ထိတ်စီတစ်ပါဝါနောက်နှလုံး6ကို60ခွန်အတွင်းနေပဲ6ထားတယ်။သူရဲ့ဘေးကခဏဒီလေပရိတ်6အဲ့ဒီမှာ ကျွန်တော်ခုနကပြောသလိုဒီ190ခွန်နော်တစ်ပါဝါ90ခွန်6သူ့ဘေးပရိတ်6ဒီမှာကဏ္ဍနေမတူဘူးဒီမှာကြတော့လာတူတစ်ထက်စီရဲ့ပါဝါနောက်ပေါင်း6ကိုသူက89ခွန်တဲ့နဲ့6ထားတာနှစ်31တဲ့နဲ့6ထားတာနော်ဒီနောက်ပေါင်း6ကို90ခွန်အတွဲပရိတ်6ကနှစ်13 89ခွန်နှစ်13သူ့ရဲ့မြင်းကုန်ပါလေအခုဒီမှာလဲ89ခွန်တဲ့ နှစ်တစ်3ဆိုတဲ့ဗရိတ်6เนาะတစ်ပါပါနောက်ပေါင်း6ကို96ခွန်းနဲ့6တယ်သူ့ဘေးမှာဗရိတ်6လို့ထွက်တယ်သူ့အမြင့်ကောင်ကလည်းအဲ့ဒီမှာနောက်နောက်ကက89ခွန်းနှစ်3တဲထွက်ထားတာ89ခွန်းနှစ်3တဲ89ခွန်းနှစ်3တဲเนาะအဲ့လိုဖြစ်ထားတဲ့အမြင့်ကောင်ဒီကနန်းရဲ့အမြင့်ကောင်က36တဲအဲ့ဒါကြောင့်မလို့ခုနကကျွန်တော်ပြောခဲ့တာ 30ပြည့်ခဏနဲ့15နှစ်မြောက်ကဒီ136ကိုယူထဲမလားဆိုပြီးကျွန်တော်ပြောခဲ့တယ်เนาะအဲကြောင့်ဒီနေရာမှာကျွန်တော်136ထဲမဲ့ကိုပြည့်ကြိုင်ကားလေးသုံးထည့်เนาะအဲဒီ site ကဒီ site ကဒီကိုပြည့်ခဏနှစ်နှစ်ကျော်ပေါ့သူအောက်မှာဘူပြည့်ဒီ15နှစ်မြောက်ကခဏအဲဒီရှေ့ပြည့်ဒီနှစ်နှစ်ကျော်ပေါ့သူဆောင်းမှာထွက်တဲ့ခဏဒီအရှိ15နှစ်မြောက်ကဘူပြည့်ခဏအဲဒီမှာခွန်ပြည့်ခဏဒီနောက်နှစ်နှစ်ကျော်ထွက်သူဆောင်းမှာထွက်တဲ့ခဏဒီအရှိ15နှစ်မြောက်ကဘူပြည့်ခဏဆိုအဲဒီလျှောက်သုံးတယ် ခုနကကျွန်တော်ပြောတဲ့8 9ခု2 3 1နဲ့မြင်းကုန်ပါခင်ဗျာနော်အဲ့ဒီ site ကဘူပရိတ်ဟို site က6ပရိတ်သူကအဲ့လိုတွေဖြစ်နေတာခါကြတော့ခဏဘယ်ကောင်ကပေးမယ်ဆိုတော့မသိဘူးဒါပေမဲ့အဲ့ဒီမှာ163ကတော့ပို့ပြီးတော့ကျွန်တော်သဘောကျတယ်နော်ဘူပရိတ်ထပ်ရှင်လည်းထပ်မှာပေါ့လေအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီကနန်းထည့်လိုက်တယ်နော်အဲ့ဒါနေရာထိုင်ကတော့မယူရသေးဘူးကွယ်ကိုယူအာရထိုးလိုက်နော်တိထိတ်စည်းလည်းရှိတယ်ဒီနေရာမှာနော်တိထိတ်စည်းလည်းဒီနေရာမှာရှိတယ် တစ်ထိတ်စီးလည်းရှိတယ်ဆိုတာကအင်းတစ်ထိတ်လည်းရှိတာပဲသုံးထိတ်လည်းရှိတာပဲဒီနေရာမှာမျိုးစုံထည့်လို့ရတစ်ထိတ်လည်းရှိတယ်သုံးထိတ်လည်းရှိတယ်တဲ့အဲတစ်ထိတ်သုံးထိတ်ကကျွန်တော်ဘယ်စာရွက်နဲ့ပြလိုက်ရဘယ်စာရွက်နဲ့ပြလိုက်ရမလဲတဲ့တစ်ထိတ်နဲ့သုံးထိတ်ကဒီဘွဲကိုတစ်ထိတ်တို့သုံးထိတ်တို့ရှိတယ်တစ်ထိတ်တို့သုံးထိတ်တို့ရှိတယ် နေပါသေးတော့ဗျာနော်ပြောမလို့အဲ့ဒါ site တွေကတလုံးတလုံးနေကတိတ်ပြီးတော့တော့မနှမဖြစ်ပါဘူး6ထိပ်မရှိဘူးလားဆိုတော့6ထိပ်လည်းရှိတာပဲနော်ဒါပေမဲ့ကျွန်တော်တို့ကြိုက်တယ်လို့တော့ထည့်ထိုးပါလေ63အာတကွက်435တကွက်ဒါတော့ကြိုက်နော် ၅နောက်ပဲရှိတယ်ဒီဘွဲမှာကောင်းကို6 1 63လို့ပဲကြိုက်တယ်ဗျာဒါပေမဲ့နောက်မှနေရာထိုင်တခြားကောင်းကောင်းတွေ့ရင်လည်းကျွန်တော်ပြန်ပြင်ရေးမှာပေါ့နော်အခု loss တော့ဒီနှစ်ခွက်ကတော့ထည့်ထားလိုက်ဒီ63တော့သူကဒီဒီ site ကလည်း 15နှစ်မြောက်ကကနန်းလာပို့ခိုင်းတာဟိုနော်ဒါဒီနေရာမှာ15နှစ်မြောက်ကကနန်းလာထွက်ခိုင်းတာဒီ site ကလည်း15နှစ်မြောက်ကကနန်းကိုပဲလာထည့်ခိုင်းတာဆိုတော့ကျွန်တော်အဲ့ဒီမှာဟိုဘူဝရိတ်လိုင်းကကနန်းကိုယူပြီးတော့ဒီ site နဲ့ကျွန်တော်ကထည့်မယ်ဒီ site ကသူကသဘာဝကြတယ်နော်ဒီ site ကသဘာဝကြတယ်ဆိုတာကဒူးတစ်ကိုတစ်ပါပါနောက်ပေါင်း6ကိုဒီမြင်ကနန်းနဲ့မ6ခုလေသူက96နဲ့6တာသူ့ရဲ့ဘေးမှာဗရိတ်6ကလည်း3ပါတယ်ဗရိတ်6သူ့ရဲ့မြင်းကုန်ကကနန်းကို 25နှစ်မြောက်မှာရှစ်ပရိတ်ရှစ်ပရိတ်ဆိုပြီးဖြစ်တဲ့သူဇောင်းမှာသွားထွက်တယ်เนาะရှစ်ရှစ်ရှစ်ဒီပရိတ်ရှစ်နှလုံးတန်းထားတဲ့ဇောင်းထွက်တယ်အကျဉ်းကြီးလက်ကြိုက်တယ်เนาะအဲ့အခုဒီမှာလဲ1 1ပါဝါနောက်ပေါင်း6ကို98လည်းပဲလျှောက်တယ်သူပြီးမှပရိတ်6ပဲအဲ့ဒီ6ပရိတ်ရဲ့မြင်းကုံငါခန်းန်းဒီ25နှစ်မြောက်မှာသူသွားပေါက်တော့ရှစ်ပရိတ်ရှစ်ပရိတ်လို့ဇောင်းထိုးထားတယ်မှာเนาะရှစ်ရှစ်ပရိတ်ရဲ့ဇောင်းမှာထွက်တယ်အကျဉ်းကြီးလက်ကြိုက်တယ်เนาะဒါဇောင်းစင်းလာတယ်အဲ့ဒီနေရာမှာကိုးပရိတ်ထည့်ခြင်းနေဆိုရင်တော့ဒီပြောတဲ့9304တစ်ခွက်ပဲယူလို့ရတယ်တန်နေကနေယူလို့မရဘူး အချွေနဲ့ယူမယ်ကိုဆိုင်က30ပြိတ်ကိုဒီကနန်းခွက်ရွှေနဲ့ယူကစားမယ်ဆိုရင်တော့ဒီတစ်ပါဝါနောက်နှလုံး6ပြိတ်6လို့ဖြစ်ထားတယ်မြင်းကုန်ပါကနေ136ဆိုတဲ့ကနန်းတစ်ခွက်ထည့်ပေးယူပါနော်ကြိုက်တယ်လို့သာစော်ကြနော်နောက်ခွက်လုံးတော့ကျွန်တော်ထည့်ပေးလိုက်အကြိုက်တာကဒီဆိုင်ကိုကြိုက်တာနော်ကိုဆိုင်ကတော့အထောက်အကူပေါ့လေသူက30ပြိတ်နဲ့15မိနစ်မြောက်ကကနန်းရှိတယ်ဆိုတာကိုပြောနေတာဟုတ်ကျွန်တော်ကနန်းရွေးအောင်မယ်ဒီဘွဲအော်တီထုတ်ရှင်မှလည်းထုတ်မယ်နော် အနာနီမှာကြိုက်တဲ့ခဏလေးတွေကျွန်တော်တင်ပေးမယ်ထောက်ပေးမယ်ပေါ့နော်ဘူးလောလောဆယ်ဆယ်တော့အဲ့အပူခွားတွေကလည်းတမျိုးဖြစ်နေတာလောလောဆယ်ဆယ်ကအပူခွားတွေကလိုက်စစ်နေတာပူခွားတွေကတော်တော်များတယ်ဒီပွဲမှာအပူခွား site တွေကြည့်အောင်ဒီပွဲမှာအပူခွား site တွေကတော်တော်များတယ်တဲ့အဲ့အပူခွားတွေလောက်သွားမှကိုကြောက်နေတာကျွန်တော်အပူခွားဘယ်နှန်းကရှာလို့မတွေ့ဘူးလောလောဆယ်ဆယ်က site တွေကအပူခွားတွေပြ ိုက်တွေကအပူအဖွားတွေပြနေတာတဲ့။တော့ဒါကျွန်တော်တို့ကိုတုံးကပြန်ကြခဏ။သူ့ဆောင်မှာအပူပဲထွက်တယ်။တခါတိ96ပြန်ကြတယ်။နော်ကိုပါတဲ့ခဏနေပေါ့။ကိုပါတဲ့ခဏပြန်ကြရင်အပူပဲ။ကိုကတဲ့ခဏပြန်ကြတယ်သူ့ဆောင်မှာအပူ။နောက်ဒါကိုခုန်ကိုထွက်တယ်။တခါကိုပါတဲ့ခဏပြန်ကြတာလေသူ့ဆောင်မှာအပူပဲထွက်တယ်။အခုဒီမှာကိုပါတဲ့ခဏပြန်ကြတာလေသူ့ဆောင်မှာပူအောင်မလားပေါ့။ဒါမျိုးလေးတစ်ချက်ကျွန်တော်တို့တွေးကြည့်နော်။တခါ ကျွန်တော်တို့ဒီနေရာမှာဒါအချိန်ခက်ကြီးပဲเนาะဒါကျွန်တော်တို့အပူတွေဇောင်းတက်လာတယ်အဲ့ဒါတွေလေအပူတွေကိုနည်းနည်းစိတ်ထဲမှာသွားထင့်နောက်ပြီးတော့ရောကျွန်တော်စာရွက်ကြတယ်ချထားလို့မရချထားလေးရတိုက်နောက်ပြီးတော့လေကျွန်တော်တို့ဒီ90နဲ့ခုနှစ်ထဲမှာ ဘရိတ်ခွန်အောက်တဘဲကျော်မှာပူးတယ်နော်တခါဒီ9ဆုံးနဲ့ခုနှစ်ထဲမှာဘရိတ်ရှိအောက်တဘဲကျော်မှာပူးတယ်နော်ခွန်တစ်တက်ကမွေးခမ်းန်းရှိတယ်လေကျွန်တော်ပြောထားတာနှစ်ဦးတည်းကအဲ့ကောခွန်တစ်တက်သုံးဆိုင်တောင်ရှိတယ်ဒီဘက်မှာထိုးလို့ရတယ်ဘရိတ်ကိုလည်းရှိတယ်နော်ခုနကကျွန်တော်ပြောထားတာအဲ့ဒီ9ဆုံးနဲ့ခုနှစ်ထဲမှာဘရိတ်ကိုအောက်တဘဲကျော်မှာပူးတယ်နော်ခွန်ရှိ9အဲ့ဒီ9ဆုံးနဲ့ခုနှစ်ထဲမှာဘရိတ်30အောက်တဘဲကျော်မှာပူးတယ် တခါဒီ၅ဆုံးနဲ့ခုနှစ်ထဲမှာပြိဿတ်၁အောက်တဝဲကျော်ဘူးတယ်နော်တခါဒီ၅ဆုံးနဲ့ခုနှစ်ထဲကပြိဿတ်၂လို့ရိုက်တယ်အောက်တဝဲကျော်ဒီဘဲကိုပူးမလားနော်ဒီလိုရှိတယ်ပြန်ကြရလားပြန်ကြလာရင်ဒီဘဲအနေထားမျိုးမှာဒီကနန်းနှစ်ကွက်တော့ထိုးစရာရှိတယ်၄၈ခွန်းနဲ့၆၈ခွန်းနှစ်ကွက်ရှိတယ်အဲ၄၉ရှင်းတယ်နော်ပြန်ကြကြရင်အဲ့ဒီနှစ်ကွက်ထိုး ဇလောဆက်တဲ့ပြန်ညာနဲ့ပတ်သက်ရင်ဒီဘွဲမှာနဲ့ပတ်သက်ရင်တွေ့ထားတာ၈၉လေးနဲ့၆၈ခွန်အဲ့နှစ်ခွက်ပဲတွေ့ကျွန်တော်တော့မတွေ့ဘူးတိတ်တော့မကြိုက်သေးဘူးเนาะမကြိုက်သေးဘူးကြိုက်ရင်လည်းပြန်ညာမှာကြိုက်တယ်ဆိုရင်တော့ထိုးကြည့်ပေါ့เนาะနောက်ပြီးတော့ကျွန်တော်တို့ဒါကဘယ်နှစ်နှစ်ချားလဲ2 4 6နှစ်ချားเนาะ6နှစ်ချားကျွန်တော်တို့ဘူပရိတ်တတယ်သူ့အောက်မှာပူးတယ်သူကနေ6နှစ်ချား2 4 6နှစ်ချားလိုက် ပူပရိစကြသူ့အောက်မှာပူတယ်။သူကနေ6နှစ်ကြာ2 4 6နှစ်ကြာလိုက်9နှစ်မြောက်တဲမှာပူပရိစကြသူ့အောက်ပူတယ်။အဲ့ဒါသူကနေ2 4 6နှစ်ကြာသူ့အောက်ပူပရိကြတယ်ပူတယ်နော်။အဲ့သူကနေ6နှစ်ကြာမယ်2 4 6နှစ်ကြာအခုပူပရိကြပြီသူ့အောက်မှာပူဖို့မလားနော်။အဲ့အဲ့ပူပရိကဟိုနေ့ကကျွန်တော်လိုက်ထဲမှာတော့ပြောပါတယ်။ကျွန်တော်တို့9ဆွန်းနဲ့ခုနှစ်ထဲမှာ9ဆွန်းနဲ့ခုနှစ်ထဲမှာကျွန်တော်တို့ပူပရိလို့ကြာသူ့အောက်မှာပူတယ် အဲ့ဒီ90ခုနှစ်ထဲမှာဘူပရိတ်လို့ကြာသူ့အောက်မှာပူးတယ်တခါဒီ90ခုနှစ်ထဲမှာနော်ဘူပရိတ်ကြာရင်သူ့အောက်မှာပူးတယ်အဲ့ဒီ90ခုနှစ်ထဲမှာဘူပရိတ်ကြာတယ်သူ့အောက်မှာပူးတယ်တခါဒီ90ခုနှစ်ထဲမှာဘူပရိတ်လို့ကြာသူ့အောက်မှာပူးတယ်နော်အခုဘူပရိတ်ကြာပြီသူ့အောက်မှာပူးအောင်မလားဒါလေးတည်းရှိတော့ကျွန်တော်တို့တန်တားထဲမှာထိတ်စီ၃လုံးပေါ့လေးထိတ်၃လုံးထောင်တယ်သူ့အောက်မှာပူးတယ် တစ်ခါ9ရက်3လုံးထောင်းတယ်သူအောက်မှာဘူးတယ်ဒီမှာ၄ရက်3လုံးပြန်ထောင်းတယ်ဘူးတာပဲဘူးတာပဲအဲ့ဆိုတော့ဒီမှာကျွန်တော်တို့3ထိပ်3လုံးထောင်းထားလို့များသူအောက်ဘူးဦးမလားမနစ်က9ထိပ်3လုံးထောင်းထားတယ်သူအောက်မှာဘူးတာပဲနော်အဲ့ထိပ်ထိပ်3လုံးနေထောင်းလိုက်တိုင်းသူအောက်မှာဘူးနေတာတွေကကျွန်တော်တို့ကအဲ့ဒါတွေကတွေ့အဲ့ဒီမှာမဘူးတဲ့ဟာနှစ်ခုရှိတယ်သူကနမူခွဲထားတာမပူးတာဆိုတော့ကျွန်တော်တို့ဒီမှာ6 3လုံးထောင်းသွားတယ် သူ့ရဲ့အောက်မှာမပူဘူးသူက6နှစ်လို့သူထွက်တယ်နော်အဲ့ကျွန်တော်တို့ဒီနေရာမှာရှစ်သုံးလုံးထောင်သွားတယ်သူ့အောက်မှာမပူဘူး6နှစ်ဆိုတဲ့ကဏ္ဍဒဲထွက်တယ်နော်အဲ့ဒီမှာလဲ6သုံးလုံးထောင်ပြီး6နှစ်ဒဲထွက်တယ်ပြီးခဲ့တဲ့ဘောရကျွန်တော်အဲ့ line နဲ့လေ930ကိုဖမ်းတာပဲဒါပေမဲ့ကျွန်တော်အဲ့ဒါကိုထိုက်မပြောပါဘူးအဲ့ဒီထိုက်သူထိုက်သီးသုံးလုံးထောင်ကိုရှောင်းနှစ်လို့ဒဲထွက်ပြီးတယ်နဲသူ့ရဲ့နောက်နှစ်မှာ930ဆိုတဲ့ကဏ္ဍ၊တုံညာ93ဆိုတဲ့ကဏ္ဍကအဲ့ဒီနေ့ထဲမှာ993လို့ဒဲကိုပြန်ကြတယ်။ကြတော့ ဒီ650ပြန်ကြခဏန်းပြီးကြရတယ်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲကအဲ့လိုမျိုးနဲ့ကိုကြီးရအဲ့ဒီမှာ6တဲ့ဒီ3လုံးထောင်းတယ်သူကမှ6ရောက်နှစ်ဒဲပေါက်တယ်သူရဲ့နောက်နှစ်မှာ390ဒဲပေါက်ထားတော့အဲ့ဒီခဏန်းဒဲပြန်ကြဆိုပြီးပြီးခဲ့တဲ့ပွဲကကျွန်တော်ဒီနေရာထည့်တာနော်ဒီ site တွေအားလားကျွန်တော်ပြတဲ့ထဲမပါသွားတာနော်မပါသွားတာအဲ့မှာထဲဒီ3လုံးထောင်းတော့သူတို့နှစ်ကကပုံစံတူတာဦးနော်ဒီ3လုံးထောင်းတော့6ရောက်နှစ်ဒဲထွက်တယ်ဒီ3လုံးထောင်း6ရောက်နှစ်ဒဲထွက်တယ်သူရဲ့နောက်နှစ်မှာ930ဒဲ ပြန်ကြကြတယ်ထည့်ပေးကြတယ်နော်ပြန်ကြကဏ္ဍပေးကတ်ကြတယ်အခုပြီးခဲ့တဲ့ဘွဲကလည်းကျွန်တော်အဲ့လိုပဲယူတာထည့်တိတော်တော်ထောင်းတယ်သူ့အောက်မှာ96နဲ့ဒဲထွက်တယ်သူ့ရဲ့နောက်နဲ့မှာ930လိုက်ထွက်အဲ့ကဏ္ဍပြန်ကြဒဲကြဆိုပြီးဒီနေရာကျွန်တော်ချထည့်ပြန်ကြကဏ္ဍပေးဦးနော်အဲ့ဒီပြန်ကြကဏ္ဍပေးမကြသေးဘူးဆိုရင်ကျွန်တော်တို့ဒီပြန်ကြကဏ္ဍပေးမှာပေါ့အဲ့ဒီကဏ္ဍကကြလို့မရဘူးလားဒါလည်းပြန်ကြကဏ္ဍပေးဖြစ်နေတယ်ဒီနေရာရောက်ရင်ကျွန်တော်တို့တတိထားနော် ကျွန်တော်ပြန်ကြ930ကိုဖမ်းတာတချို့ site တွေကျွန်တော်မပြောသွားတာတွေအများကြီးအဲ့ဒါပြရတာတော့နှစ် like ခွဲပြရတယ်ဟိုဒီနားက site တွေဆိုကျွန်တော်ဆွဲပြီးမေ့တာဒီနားမှာရှိသေးတယ်အနေအကျွန်တော်ပြောပြမယ်ကျွန်တော်မေ့သွားတာမေ့သွားတယ်ဆိုတော့ like လွှဲတော့ like တွေကများတဲ့ခါကျတော့တချို့စာရွက်ထဲမှာနှစ် site သုံး site ပေါင်းဆွဲထားတာတွေကြာကျွန်တော်လည်းမေ့ဘူးဒီနေရာမှာကြည့်အဲဒီနေရာမှာဒီနေရာမှာတဲ့ဒီမှာเนาะဒီကိုထိတ် ထိတ်လူထိတ်လူဖြစ်တယ်ခန္ဓာလုံး၈၃ညာလို့ထောင်းတယ်အဲ့ဒီကနေသူ့အောက်ပြန်ညာကြတွေ့လားနောက်တမထိတ်လူထိတ်လူဖြစ်တယ်ခန္ဓာလုံးက၈၃ညာလို့ဖြစ်တယ်အဲ့ဒီကနေသူ့အောက်ပြန်ညာကြတယ်တွေ့လားတက်ကြပြီးခဲ့တဲ့ဘောရဘယ်ပြောကောင်းလိမ့်မယ်ငါသေးစော်ခိုင်းတာပေါ့ထိတ်လူထိတ်လူဖြစ်တယ်ခန္ဓာလုံးက၈၃ညာလို့ဖြစ်တယ်အဲ့ဒီကနေပြန်ကတ်ကြဆိုပြီးငါသေးစော်ထက်လိုက်တာဟမ်ငါသေးစော်ထက်လိုက်တာမထွက်လို့ကွာထွက်လို့ရတော့ဟမ် တိုင်ဒူးနဲ့မျက်ရည်တော့ွားဘာပြောတာမဟုတ်ဘူးအဲ့အဲ့သုံးတုံညာကိုလို့သာဒဲထွက်ရင်တော့ဒိုင်ကတော့ဒူးနဲ့မျက်ရည်တော့ွားတိုင်ရဲ့အကျွန်တော်မပြဘဲနဲ့မပြတယ်ဆိုတာအဲ့တချို့ကလန်ဒါစာရွက်တည်းရနှစ် site နဲ့ site တွေဆွဲပြီးတော့အခြေရတစ် site ပြပြီးနောက်တစ် site ပြဖို့မိမိသွားတာအဲ့ဟိုနေ့ရတာမှတော့ဒါဒီမပြဘူးဟာလေမိတယ်အခုအခုဒီမှာပြောသလိုပေါ့ ဟုတ်ငါးဆောင်းတဲ့ခုနှစ်ထဲကကျွန်တော်တို့ break ခွန်တပွဲကျော်၈တပွဲကျော်၉တပွဲကျော်၁၀၁၁၁၂တပွဲကျော်မှာပူးနိုင်တယ်။နောက်တစ်ချက်အဲ့ငါးဆောင်းတဲ့ခုနှစ်ထဲကဘူ break ကြတယ်သူ့အောက်မှာအပူကြီးလိုက်တယ်နော်။အခုကျွန်တော်တို့ထိပ်စီသုံးလုံးထောင်တယ်ထောင်လိုက်တိုင်းသူ့အောက်မှာပူးတာပဲနော်။ထိပ်သုံးလုံးထောင်တယ်ထောင်တိုင်းပူးတာပဲနော်။ဒီမှာဆိုငါ၄လုံးထောင်တယ်ထပ်ပူးသေးတာပဲသူ့အောက်မှာတွေ့လား။အဲ့ဒီမှာလေထိပ်ထောင်တိုင်းပူးတာပဲ။ဒီမှာလည်းထိပ်သုံးလုံးထောင်တိုင်းသူ့အောက်ပူးတာပဲ။အဲ့ဒီမှာထိပ်သုံးလုံးထောင်တယ်ပူးဦးမလား။ ဒီမှာမပူးသွားဘူးဆိုတာဒီကောင်နဲ့ဒီကောင်နဲ့ကပုံစံတူရိုက်တာဟုတ်ကို6နှစ်တည်းဒီဘက်ထဲ့တာဒီနေရာကို6နှစ်ထဲ့မလားကျွန်တော်လည်းမသိဘူးเนาะအပူငါခါကြလာပြီဘာကနန်းထိုးရမလဲကျွန်တော်ခြာတော့မယ်ဘာလို့လဲဆိုတော့အဲငါခါအောင်မှာကျွန်တော်ထိုးခိုင်းတာသူ့ရှိနှစ်ကခဏဒါပေမဲ့အဲရှိနှစ်ကခဏ24ခွက်ကိုဘယ်သွားထိုးနိုင်လိမ့်မယ်လို့เนาะကျွန်တော်တို့ရွေးရအောင်ပါ ဒါပေမဲ့ရွေးထားတဲ့ခန္ဓာကတော့ရှိပါတယ်ရွေးထားတဲ့ခန္ဓာကတော့ရှိတယ်အတရားမပြုတ်ပါသေးဘူးဆိုတာကတခြား site တွေကျွန်တော် live စစ်နေတော့ဒါမနစ်ကခန္ဓာ၅ခါအောင်မှထိုးဝမ်းမဲ့ခန္ဓာနေကျွန်တော် live စစ်ကြည့်လိုက်တော့၄၃၈ကောင်းတယ်အဲ့ဒီထက်မှာခုနကျွန်တော်ပြောတဲ့၉၃၅ကောင်းတယ်ဘရိတ်ကိုခန္ဓာ၄၅၀ကောင်းတယ်နော်မကျွန်တော်အခုမှရွေးနေတော့ရွေးနေတော့ရွေးတော့မဟုတ်တော့၅၉၈ကောင်းမယ်၃၉တော့၉ဘရိတ်နဲ့၉၃၀အဲ၆၃၀အဲ၆၃၃ဒီကောင်းလေးမစိုးဘူး ဥပဒေနဲ့ဆိုရင်တော့နှစ်ကွက်တည်းရှိတယ်။15နှစ်မြောက်ကကဏ္ဍနဲ့မှဒီကောင်တွေကပါနေတာ။ဟို15နှစ်မြောက်ကကဏ္ဍနဲ့မှဒီကောင်တွေပါနေတာနှစ်ကွက်က။ကို35နဲ့50ကပါနေတာနော်။အဲ့လိုတွေလည်းရှိတယ်။အဲ့ဒါကြောင့်မလို့ရွေးတော့ရွေးတော့မဲ့ပေါ့ဗျာနော်။နောက်တော့သိမှာပေါ့။ဒီဘွားကကဏ္ဍမှကျွန်တော်ရောင်းမစားပဲရအကုန်ပြမှာပါ။ဒါပေမဲ့လောလောဆယ်ဆယ်တော့ဘူးလို့136လို့စိုက်မျိုးလေးကြတော့ဒါနှစ်စိုက်စုံလေးဆိုတော့ပြသင့်တယ်လို့ထင်တယ်။ ပြတ်တဲ့နေတင်တယ်တဲ့အဲဒါကြောင့်ပြလိုက်တယ်နောက်ပြီးတော့ဒီဘွဲမှာ9နှစ်8တည်ရှိတယ်ဒါပြီးခဲ့တဲ့ဘွဲတော့ကကျွန်တော်ပြခဲ့တဲ့3ဖွင့် site ကသူက3ထိပ်တစ်လုံးကျွန်တော်ထင်တယ်အဲဒါကြောင့်မို့ကျွန်တော်3ဝင်ကင်တာဒီ site မှာသူတို့ဒီနှစ်တပွဲကျော်နှစ်ဒီကိုတပွဲကျော်ကိုဒီ3တပွဲကျော်3ထည့်သွားတာဟုတ်နော်အဲ့လိုထည့်သွားတော့သူ့အောက်မှာကျွန်တော်တို့တိပရိတ်တိပရိတ်တိပရိတ်ကိုခွန်ခါခွန်ခါခွန်ခါတွေရိုက်အောင်မလားဒီကနှစ်ပရိတ်နှစ်ပရိတ်နှစ်ပရိတ်တွေထောက်ထားတာအဲ့ဒီတစ်တည်းရလဲသူကဒီမှာ တင်နောက်ပရည်၃ဘွဲကျော်ဒီမှာတင်နောက်ပရည်၃ဘွဲကျော်ဒီမှာတင်နောက်ပရည်၃ဘွဲကျော်နော်ဒီတစ်၃လုံးကမြန်ပရိတ်တည်ရိုက်အောင်မလားနှစ်ပါဝါခွန်မလားနှစ်ပါဝါခွန်မလားနှစ်ပါဝါခွန်မလားအဲ့ဒီနှစ်ပါဝါခွန်လဲဆိုရင်တစ်ပရိတ်ကိုခုနကျွန်တော်ပြောတဲ့ကနေ6ခွန်8ဆိုတဲ့ကနေပြန်ကြဒီဘွဲမှာထိုးလို့ရတယ်နော်ဒီကနေတကွက်ပြန်ထားလိုက်နော်ပြီးခဲ့တဲ့ဘွဲလည်းကျွန်တော်ပြတဲ့လိုက်ထဲမှာပါတယ်နော်သူရှင်ဒီကနေနောက်နေ့ကိုလိုက်ပေါက်ပြန်ရကြမလားဆိုတဲ့ဟာတွေရှိတယ် အဲ့ဒါမျိုးတွေကဒီဘွဲမှာပြန်ပြီးတော့ရန်ထားတဲ့နေ6ခွန်ချစ်နော်တိုက်တော့မကြိုက်ပါဘူးဒီတော့ပြအဲ့အဲ့ဒါဒါပြီးခဲ့တဲ့ဘွဲဒါကျွန်တော်လူမျိုးပြတော့တော့သူကဒီဘက်မှာကိုးဖြစ်စင်တွေပါပါတာဟုတ်ကိုးတွေနောက်ပရိငါးငါးတွေရိုက်တာနှစ်နှစ်တွေရိုက်တာတစ်တစ်တွေနော်ဒီမှာကျွန်တော်တို့ငါးသုံးလုံးနှစ်သုံးလုံးတစ်ခါတစ်သုံးလုံးအခုလည်းဒီမှာတစ်သုံးလုံးခွန်သုံးလုံးမှထည့်သွားမလားဒါမျိုးတွေပေါ့နော် အဲ့ဆိုင်မျိုးတွေအပေးမပေးဘူးဆိုတာသိတယ်ကျွန်တော်မပေးဘူးလားတွေအပေးတစ်လုံးပဲအဲ့ကြောင့်မလို့ဒီ၃၃လုံးနဲ့ကတော့၃တလုံးတော့ပါမှာလို့ဒါကိုလေးရှိပြန်ကြဒီဘွဲအတွက်ဆွဲထားတာပဲကိုလေးရှိခုနပြန်ကြမတွေ့ဘူးလားဆိုလို့ရှိတယ်ဒီဘွဲမှာပြီးခဲ့တဲ့ဘွဲရတာကျွန်တော်ပြန်ကြနှစ်ခွနှစ်ကိုဒီနေရာမှာကျွန်တော်ထည့်ချလိုက် ျွန်တော်ကပြန်ကြအရဆွဲထုတ်လိုက်လို့နော် site အရကအဲ့ကောင်ပြန်ကြထည့်ရမယ်ပြန်ကြမထည့်ပဲနေပေါ့နော်သူကဘယ်လိုပြောမတော့ကျွန်တော်ဒီ၅ပြိတ်ဆောင်ခဏထွက်သွားတဲ့ကောင်နော်အဲ့ဒီမှာသူကဒီထိတ်တူထိတ်နဲ့ခြားတာဟုတ်အဲ့ထိတ်တူထိတ်နဲ့ခြားတော့ကျွန်တော်ပြောခဲ့တဲ့၃နှစ်ကြွားခဏဒီမှာထွက်မယ်နောက်တစ်ခါဒီ၃နှစ်ကြွားခဏဒီမှာထွက်မယ်ဒါထိတ်တူထိတ်နဲ့ဒီထွက်တာနောက်တစ်ခါကျွန်တော်တို့ဒီမှာ၃နှစ်ကြွားခဏထိတ်တူထိတ်နဲ့ထွက်မယ်ဆိုတော့ကျွန်တော်တို့ကမရှိဘူးလေ မရှိတဲ့ခါကျတော့အဲ့ဒီထဲကကျွန်တော်ရှိတဲ့ခဏနှစ်နှစ်ခုံကိုပြန်ရအောင်ကျွန်တော်ဆွဲချလိုက်တာ။ तू ကအဲ့ဒီခဏမထည့်ဘဲနဲ့ဒီအောက်က၅၃၅၃ကိုထည့်တာ။ तू ထည့်ထားတာအမှန်။ကျွန်တော်တို့ကပြန်ကြပဲအာယုံကများတော့ပြန်ကြပဲလှည့်ထုတ်ပလိုက်တာ။ဒီ၅ထိုက်စီနောက်ပေါင်းခွန်း၅ထိုက်စီနဲ့ကျွန်တော်တို့ပရိတ်နှစ်ပေါ့နော်။၅ထိုက်ပရိတ်နှစ်ကမြင်းကုံကကောင်း၃နှစ်ကျော်မထည့်တူထိုက်နေပါဘူး။တစ်ခါဒီမှာ၅ထိုက်စီနဲ့ เนาะကျွန်တော်တို့နှစ်ပြိတ်ပြီးတော့ငါးတိုက်စီးနေတစ်ပြိတ်သူ့ရဲ့မြင်းကုန်ကလည်း၃နှစ်ကျော်ထိတ်တူထိတ်နေပေါ့တာเนาะဒီကနေ့၃နှစ်ကျော်ပေါ့တာဒီကနေ့ကလည်း၃နှစ်ကျော်ပေါ့တာအဲအဲ့ငါးထိတ်စီးနေနှစ်ပြိတ်တစ်ပြိတ်ပြီးတော့ငါးထိတ်စီးနေ၃ညပြိတ်ရဲ့မြင်းကုန်မှာရှိတဲ့ကနေ့ဒီနှစ်ငါးသုံးကဒီမှာထိတ်တူထိတ်နေပြီးခဲ့တဲ့ပွဲရเนาะ၃၅နှစ်ဆိုပြီးတော့ထွက်သွားထိတ်တူထိတ်နေဆိုမှတော့နှစ်ကွက်သေးထိုးရမှာเนาะ၃နှစ်ငါဒီလိုနှစ်ကွက်သေးထိုးရမယ်အဲ့လို့ ကျွန်တော်တို့ကဒီကောင်းကိုလုံးလုံးမမြင်ဘူးဒီကောင်းကိုမြင်တယ်ဒီကောင်းကြတော့လေသူကအပေါ်မှာ390ထွက်တာဒီမှာ39နဲ့3ရနေတာတလုံးမှမပါမပါတော့နေကွာအဒီဘွဲထဲနော်ဘာလို့တော့ဒီဘွဲပရိတ်ကိုရှိတယ်ဒီဘွဲဒီအေး61နှစ်ဆိုတဲ့ခဏဒီဘွဲထဲကျွန်တော်သူထွက်တော့သူထွက်တော့တဲ့ကျွန်တော်တို့ဒီ9ပရိတ်ရဲ့ဇောင်းမှာနော်3နှစ်ကျော်ခဏဒီမှာကျွန်တော်တို့9ပရိတ်ရဲ့ဇောင်းမှာ ဒါလည်း၃နှစ်ကျော်ခဏမယ်နောက်ဒီမှာ၅ပြည့်ရဲ့ဆောင်ဒီကောင်လည်း၃နှစ်ကျော်ခဏမယ်လိုက်ထွက်တာအဲ့ဒီ၅ပြည့်ရဲ့ဆောင်မှာကျွန်တော်တို့က၃နှစ်ကျော်ခဏထွက်သွားတာပေါ့ကျွန်တော်တို့ကအဲ့ဒီလိုမယူဘူးပြီးခဲ့တဲ့ပွဲက၅ပြည့်နောက်နှစ်ကျော်လိုက်ပေါ့သူ့ဘေးခဏပြန်ကြအဲအဲ့လိုချတာဒီ၅ပြည့်ခဏလည်းသူ့ရှိနေကခဏသူ့ဘေးခဏပြန်ကြဆိုပြီးချနော်ဒီမှာ၅ပြည့်ကသူ့ရှိနေကခဏသူ့ဘေးခဏပြန်ကြဆိုပြီးဒီနေရာမှာချတယ်၃90တို့ဒီနေ့နေ့ကကျွန်တော်ရေးပေးခဲ့တယ်မပြောဘူးနော်တစ်ဆရာတော်တော်များများတင်လို့ကျွန်တော်မပြောဘဲနဲ့ရေးတာတော့ရေးထားတယ် ျွန်တော်တို့မမြင်လိုက်တာကအဲ့ဒီမှာအဲ့ဒီထိတ်တူထိတ်နဲ့သုံးနှစ်ကျော်ကနန်းကိုကျွန်တော်စွဲတော့စွဲထားတယ်ဒီကောင်ကိုကြတော့อืมထိတ်တူထိတ်ကလည်းမဟုတ်အဲ့လိုသွားဖြစ်တာဟုတ်ဒီကောင်ထည့်ချသွားတယ်တပတ်ထည့်ပဲအခုအဲ့ဒီ line ကနေပြီးတော့ကျွန်တော်ကနန်းတစ်ကွက်ထပ်ကစားမယ်အဲ့ line နဲ့ရပဲနှစ်နှစ်ခွန်လဲကျွန်တော်အောင်တယ်အဲ့ line ရပဲ390လဲအဲ့ line နဲ့ရပဲအခုနှစ်35ထွက်သွားပြီအခုဒီပွဲလဲအဲ့ line နဲ့ရပဲကျွန်တော်ကနန်းတစ်ကွက်ထပ်ထုတ်ထားသေးတယ်အဲ့အဲ့ ဟာရေနောက်၅ခါအောက်ထွက်မဲ့ခဏန်းရေခုနကကျွန်တော်တို့15နှစ်မြောက်ကခဏန်းရေကိုစုံပြီးတော့ရိုက်မယ်ဆိုရင်ခဏန်းကဒီနှစ်ွက်စုံပြီးရိုက်မယ်ဆိုရင်ပေါ့လေဒီနှစ်ွက်ကတော့နည်းနည်းကြောက်စရာကောင်းတယ်ဒီနှစ်ွက်အဲဒီဘွဲမှာဒီနှစ်ွက်ကနည်းနည်းကြောက်စရာကောင်းတယ်ဒါကျွန်တော်တို့ပြန်စစ်အောင်ပါနော်ဒီကောင်လေးလည်းမထိုးလို့မရအောင်ဘွဲရှိတယ်ဒီဘွဲမှာနောက်တစ်ချက်ကဒီကောင် င်ကြောက်ရတယ်နော်အဲကျွန်တော်ပြန်ပြီးတော့ထုတ်ဦးမယ်အဲ့ဒီ၄ခွက်ထဲရမှာအကောင်းဆုံးတစ်ခွက်ရွေးပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုပေးမယ်ပေါ့ဗျာနော်ဒီနေ့တင်ထိုးလို့ရတော့တဲ့ကနေတစ်ခွက်လောက်ရွေးအောင်မယ်နော်အဲ့၄ခွက်လုံးထိုးခြင်းလဲထိုးကျွန်တော်၄ခွက်လုံးထုတ်ချရတယ်စိုက်တရတော့ပြသေးဘူးစောသေးလို့ကဲလောက်ပဲနော်အားလုံးပဲပောက်ကနန်းနေဘေးဖယ်ပြီးမပောက်တဲ့ကနန်းနေခြာလိုက်အောင်မယ်